ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမနေ့ကဒီမြေကျုံပြီးတော့တွင်းအကြီးကြီးဖြစ်သွားတဲ့အရေးပေါ်အချိန်မှာပဲမိဖွားဖို့အတွက်စီးရုံကိုသွားတဲ့မြန်မာအမျိုးသမီးတစ်ယောက်ကတက္ကစီပေါ်မှာမိဖွားခဲ့ရပါတယ်ဘန်ကောက်မြို့ကဝက်ဂျီရာဒီစီးရုံပေါ်လေအဲ့ဒီစီးရုံမှာမြေကျုံပေါက်ကြီးဖြစ်ပြီးတော့လမ်းတွေပိတ်နေခဲ့တာဖြစ်ပါတယ်လမ်းတွေပိတ်နေလို့စီးရုံကိုအချိန်မီမရောက်နိုင်တော့ဘဲနဲ့သူစီးလာတဲ့တက္ကစီကားပေါ်မှာပဲကလေးကိုမွေးခဲ့ရပါတယ်ကလေးကတော့တမီလေးလို့ဆိုပါတယ် သူကလေးမွေးနိုင်ဖို့အတွက်အဲ့ဒီ taxi driver ရော နောက်ပြီးတော့အနားမှာရှိနေတဲ့ Thai ရင်းနှင်းရဲတွေကရောဝင်ပြီးတော့ကူညီပေးခဲ့ကြရပါတယ်။ဘန်ကောက်မြို့ Samsung လမ်းမကြီးပေါ်မှာလမ်းပိတ်မိနေတဲ့ဒီကိုဝင်ဆောင်မြန်မာအမျိုးသမီးပေါ့လေမြန်မာအမျိုးသမီးကိုဝင်ဆောင်ဒီမိဖွားနိုင်ဖို့အတွက် Samsung ရဲစခန်းနဲ့တော်ဝင်ရဲတပ်ဖွဲ့ကရဲတပ်ဖွဲ့ကရဲတွေကဝိုင်းပြီးတော့ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဆေးရုံကိုရောက်တဲ့အထိရဲတွေကပဲ လမ်းကိုရှင်းပေးပြီးတော့လိုက်ဖို့ပေးခဲ့ကြရပါတယ်အခုတော့ကလေးရောမိခင်ရောကြမ်းကြမ်းမာမာရှိနေတယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်